စစ်ကောင်စီအုပ်ချုပ်ရေးရန်တွေရာပြန်လည်လက်ပတ်နိုင်ရဲ့အတွက်နိုင်ငံမြောက်ပိုင်းတရုတ်နယ်စပ်အရှိစတိုင်းဒါလက်နက်ကင်တပ်များနဲ့ထိုက်သီးခရိုနီများကစစ်ကောင်စီကိုငွေကြေးအကူအညီများပေးခဲ့သည်ပြီးခဲ့တဲ့မတ်လအတွင်းကလှုပ်ခတ်ခဲ့သည့်မြင်းငလင်ကြောင့်ပြိုကျပျက်စီးခဲ့သည့်နေပြည်တော်မှာစစ်ကောင်စီဝန်ထမ်းအင်အားများပြန်လည်တိဆောက်ရန်အတွက်ငွေကြေးစိုက်ထိုးအကုန်ကျခံရန် UWSA ဝါတက် NGAA မိုင်းလာတက်နှင့်ခရိုနီများကသဘောတူခဲ့ကြောင်းစုံစမ်းသိရှိရသည် စစ်ကောင်းဆောင်ဦးဆောင်သည့်စစ်ကောင်စီထိပ်တန်းအရာရှိကြီးများသည့်ထိုအဖွဲ့များလုပ်ငန်းရှင်ကြီးများပေးအပ်သည့်ငွေကိုမေလ29ရက်ကနေပြည်တော်တွင် လက်ခံရယူခဲ့သည်စစ်ကောင်စီထုတ်ပြန်ချက်အရစုစုပေါင်းတန်ဖိုးငွေကျပ်131.53ဘီလီယံနှင့်အမေရိကန်ဒေါ်လာ1.3တန်းကျော်ရရှိခဲ့သည်ဟုဆိုသည်ထိုအထက်တွင် အိတ်ခမ်းဆက်လျှောက်ခံပါ လေကန်တွယ်၄တက်တက်အဆအဦးများလည်းပါဝင်မည် အဆိုပါအစာဦးတစ်လုံးလင်7သိန်း2000နှုန်းဖြစ်ပြီးအရေးအတွက်မှာ52လုံးဖြစ်သည်ဟုဆိုသည်။ထိုအရာများအတွက်ငွေကြေးစိုက်ထုတ်မည်သူတို့၏အမည်ကိုထုတ်ပြန်ချက်တွင်မတွေ့ရပေ။စစ်ကောင်စီအုပ်ချုပ်ရေးရန်တရာအတွက်ဝါနှင့် မိုင်းလာ၏ငွေကြေးထောက်ပံ့မှုမြန်မာနိုင်ငံကရရှိထားတဲ့စည်ရေးအရာနိုင်ငံမြောက်ပိုင်းတရုတ်နယ်စပ်အရှေ့ဆက်ဝါပြည်သွေးစိုးညီညွတ်ရေးတပ်မတော် UWSA နှင့် မိုင်းလာအဖွဲ့ဟုခေါ်သည့်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA တို့သည်လည်းစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားပြည်လဲလဲပတ်နိုင်ရေးအတွက်ဝန်ထမ်းအရာများဆောက်လုပ်ရန်သဘောတူညီခဲ့ကြောင်းသိရသည်ထိုနှစ်ဖွဲ့သည် အစာအုပ်တစ်လုံးလင်7,200တန်အစာအုပ်နှလုံးအတွက်အကုန်အကျခံပြီဖြစ်သည်စစ်ကောင်စီ၏မေလ30ရက်နေ့ထောမြမအလင်းတည်င်းစာတွင်မူဝါအမျိုးသားဝစ်စုံဝတ်ထားသည့်အမျိုးသားတအူးကစစ်ကောင်ဆောင်ထံ ကျက်သိန်း3389 PN ပုံကိုထည့်သွင်းပုံနေထားသည်ထို့အမျိုးသား၏အမည်နှင့်ရာထူးကို ဖော်ပြမထားပေ UWSA ဝါဒတ် NDAA မိုင်းလာတက်များသည်အာနာသိန်းစစ်ကောင်စီကိုတိုက်ခိုက်နေသည့်ရခိုင်တက် AA ကိုကန့်တက် MNDAA တအန်းတက် TNNA တို့နှင့်မဟာမိတ်များဖြစ်ကြတော့လေ30နှစ်ခွန်စစ်စင်ရေးတွင်ဂျားနေမူဝါဒကျင့်သုံးကြောင်းကြေညာထားကြသည် လက်တလောအနေဖြင့်မိုင်းလာတက်၏ဒုတိယကောင်ဆောင်စံပေကစစ်ကောင်ဆောင်နှင့်မေလ25ရက်နေ့ကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့တွင်တွေ့ဆုံခဲ့ပြီး၎င်းတို့ဒေသအတွင်းမြစ်တီလက်နက်ကိုင်အဖွဲ့အစည်းနှင့်မြစ်တီနိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားခြင်းမရှိဟုစစ်ကောင်ဆောင်ကိုကတိပေးခဲ့သည်စစ်ကောင်စီအုပ်ချုပ်ရေးရန်ရအတွက် ခရိုနီတို့၏ငွေကြေးထောက်ပံ့မှု အေယာဝတီဘန်တထေဥစောစောစီဘီဘန်တထေဥခေမောင်အေအမေဘီဘန်နှင့်အေရင်အုပ်စုပိုင်ရှင်ဥရှိခာဤတာဥဝနာခိုင်ရွှေတန်လင်ကုမ္ပဏီပိုင်ရှင်ဦးကျော်ဝင်းအေဘန်နှင့်အေယာဟင်းတာလုပ်ငန်းစုတထေဦးစော်ဝင်းရှိအတန်ဆက်သွယ်ရေးပိုင်ရှင်ရွှေပြိုင်းဖြူကုမ္ပဏီတထေဦးသိန်းဝင်းစောဈေးကဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေ BOC 73စီလုပ်ငန်းရှင်ဦးအောင်ရွှေနှင့်ဦးဝင်းစွေ PT Power 73စီလုပ်ငန်းရှင် ဥက္ကင်မင်းအောင်ခတာကြီး73စီတင်သွင်းရောက်ရှာသည့် Sis Winner Brother ကုမ္ပဏီပိုင်ရှင်ဥမောင်စိန် TMS Auto and KNN ကုမ္ပဏီမှဥမျိုးလွင် KGN ကုမ္ပဏီမှဥမြင့်စိန်ခဖီလစ်တို့လည်းစစ်ကောက်စီဝန်ထမ်းအင်အားများအတွက်ငွေကြေးစိုက်ထုတ်ကြမည်ဟုလည်းမြန်မာနောက်ကလက်ခံရရှိသည့်စည်ရင်များအရာတရာသည့် ထိုခရိုနီလုပ်ငန်းရှင်73ဦးအနက် KSS စစ်ဘုတ်ကြောများနှင့်ရင်းနှီးကြောင်းဝင်သည့်စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်မောင်ဝေးကအစာအုပ်ခုနှစ်လုံးလှူဒန်းထားကြောင်းတွေ့ရသည်။မောင်ဝေး၏စေပိုင်ကုမ္ပဏီသည်ရန်ကုန်မြို့ရှိဂုံရီရက်စီဒန့်အန်ဂုံရီရှော့ဟာ့လမ်းသစ်အဗန်နီယိုပါရမီရက်စီဒန့်ကဲ့သို့သောဆောက်လုပ်ရေးစီမံကိန်းကြီးများကိုတည်ဆောက်ခွင့်ရရှိခဲ့ပြီး မန္တလေးမြို့မရဘူရာမြို့ပြစီမံကိန်းလုပ်ပိုင်ခွင့်ရမန္တလေး Business Capital City Development Limited သည်စေပိုင်၏မိသားစုဝင်ကုမ္ပဏီလည်းဖြစ်သည်2021တွင်စစ်တပ်ကတကြောပြတ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီကမောင်ဝိတ်ကိုဖမ်းဆီးခဲ့သည်။၎င်းတို့ဖမ်းဆီးထားသော NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကိုလက်ပေးလက်ယူမှုဖြင့်အမှုစင်ရ၌မောင်ဝိတ်ကိုအုံရှာခဲ့သည်။အေယာဝတီ CB ် MAB ဘန်ပိုင်ရှင်တို့ကအစာဦးငါးလုံးစီလူဒန်းသွားမည်ဟုတွေ့ရသည်ထို့အပြင်ရွှေတန်လင်းကုမ္ပဏီပိုင်ရှင်ကလေးလုံးအေဘန်မှဥစော်ဝင်ရှင်ကလည်းသုံးလုံးလူဒန်းမည်ဖြစ်ကြောင်းတွေ့ရသည်မြန်မာမနော်ဝေးဆက်သွယ်ရေးကုမ္ပဏီတယ်လီနော်ထွက်ခွာသွားပြီးနောက်ထိုဆက်သွယ်ရေးလုပ်ငန်းကိုဝယ်ယူလုပ်ကင်ခဲ့သည့်ရွှေပြားဖြူကုမ္ပဏီအုပ်စုပိုင်ရှင်ဦးသိန်းဝင်းစောဝါတပ်ဖွဲ့နှင့်မိုင်းလာအဖွဲ့တို့ကအစာအုပ်နှလုံးစီကိုလှူဒန်းသွားမည်ဖြစ်ကြောင်းတွေ့ရသည် ်ထို့အပြင်အစာအုပ်တလုံးစီလူတန်းမြင့်တထင်းများမှာဈေးကဘာကုမ္ပဏီပိုင်ရှင်ဥခင်ရွှေ BOC 73စီလုပ်ငန်းရှင်ဥအောင်ရွှေနှင့်ဥဝင်းဆွေ PT Power 73စီလုပ်ငန်းရှင်ဥခင်မင်းအောင်ခတာကြီး73စီတင်သွင်းရောက်ရှာသည့်စစ်ဝင်းနာပရာတာကုမ္ပဏီပိုင်ရှင်ဦးမောင်စိန် TMS Auto and KNNE ကုမ္ပဏီမှဦးမျိုးလွင် KGN ကုမ္ပဏီမှဦးမြင့်စိန်ခဖိလစ်ဆိုသူတို့ကလှူဒန်းသွားမည်ဖြစ်ကြောင်းသိရသည် မြန်မာနောင်ကရရှိထားသည့်စည်ရင်မှာတစိမ့်တသိဒါသာဖြစ်ပြီးအရှားနယ်မြေကျော်ခရိုနီများဖြစ်သည့်ဥတေစာနှင့်ဥအောင်ကိုဝင်းတို့ကငလင်ပေးအတွက် စစ်ကောင်စီကိုမြင်များလှုံ့နှံသည်ကိုမသိရှိရသေးပေခရိုနီများသည်ငလင်ကြောင့်ဒုက္ခပင်လယ်ဝင်နေသည့်ပြည်သူများကိုဓာတ်ရိုက်မထောက်ပံ့ပေစစ်ကောင်စီကိုကူညီနေခြင်းမှာ၎င်းတို့အကျိုးစီးပွားအတွက်လုံပိုင်ခွင့်ပါမင်များရရန်အကျိုးလို၍ညောင်ရီလောင်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံအတွင်းရှိအမည်မဖော်လိုသည့်စီးပွားရေးလေလာသူတအူးကပြောသည် ဓာတ်ဆီတွေတွင်းကြမယ်။နောက်တခြားလူသုံးကုန်တွေတွင်းကြမယ်။ခရိုနီတွေကဓာတ်တွေကိုမျောကိုတယ်။အရင်နေပြည်တော်ကြီးစောက်ခဲ့စဉ်ကာလတုန်းကလည်းဒီလိုပဲလုပ်ခဲ့ကြတာပဲ။တကယ်တမ်းကျတော့တိုင်းမြစ်အတွက်ဝင်ရမယ့်ငွေငွေတွေ ရှိတယ်အခွန်တွေရှိတယ်ဒီအခွန်တွေကိုတိုင်းမြစ်အတွက်မရပဲခရိုနီတွေရသွားတော့ပေါ့ဟု၎င်းကပြောသည်ဥပမာကားပတ်မဲ့ပေးတဲ့ဟာမျိုးပေါ့ ကပမင်ပေးလိုက်တဲ့အခါမှာကပမင်တွေကို ရောင်းလို့ရတဲ့ဟာတွေက အရှိုဟာတွေက အခွန်အနေနဲ့ကောက်ခံနေအဲ့ဒီလိုကောက်ခံရမယ့်အခွန်တွေကခရိုနီတွေတဲကိုရောက်သွားတာပေါ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ပြည်အပြည့်မြင်ကလင်းကြောင့်လူပေါင်း3900ကျော်တေဆုံးပြီးအိမ်ခြေ6800ကျော်ပြိုကျပျက်စီးကျောင်းပေါင်း6400ကျော်စေရုပ်စည်းကမ်း3500ခန်းပျက်စီးခဲ့သည်ဟုစစ်ကောင်စီကဆိုသည်စစ်ကောင်စီဝန်ကြီးဌာနများလည်းထိခိုက်ပျက်စီးခဲ့သည် ငလင်ကြောင့်ထိခိုက်ပျက်စီးမှုပမာဏသည်အမေရိကန်ဒေါ်လာ17ဘီလီယံကျော်ရှိကြောင်းကမ္ဘာပံ၏မီလ9ရက်နေ့အစီရင်ခံစာတွင်ဖော်ပြသည်ပျက်စီးမှုများကိုပြန်လည်တိဆောက်ရာတွင်စစ်ကောင်စီအတွက်ဘတ်ဂျက်အခက်အခဲရှိနေကြောင်းလေးလာဆောင်ကြည့်သူများကဆိုသည်စစ်ကောင်စီသည်ငလင်ဘေးအတွက်အလူခံနေပြီးဧပြီလဇန်းကလုပ်ငန်းရှင်တို့ထံမှ အလူငွေနှင့်အလူပစ္စည်းကျပ်116ဘီလီယံကျော်ရကြောင်းဧပြီလ1ရက်နိုင်ငံပိုင်မြမအလင်းသတင်းစာတွင်ထုတ်ပြန်ခဲ့သည်။ 2023ဇွန်လကုန်ကလည်းအာနာသိန်းစစ်ကောင်စာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တဲတဲ့နေပြည်တော်ရှိမာယာဝီစီယာကြောက်စစ်ရုပ်ဝါတော်အတွက်ခရိုနီတထေးကြီးများစုပေါင်းကကျပ်16ဘီလီယံကျော်လှူဒါန်းခဲ့ကြောင်းစစ်ကောင်စီကနိုင်ငံပိုင်သတင်းစာတွင်ထုတ်ပြန်ခဲ့သည်